အမေရိကန်ဒေါ်လာ1.3သန်းအကုန်ခံပြီးစောက်ခဲ့ပေမယ့်နေလို့မရတဲ့အိမ်လူကြီးမင်းတို့အနေနဲ့အိမ်တစ်လုံးကိုပြင်းပြင်းလိုက်တာနဲ့မြေကြီးပေါ်မှာခိုင်ခိုင်မာမာစောက်ထားတဲ့မျက်နှာချမ်းနဲ့ကြမ်းပြင်းညီညာတဲ့နေရာတစ်ခုကိုပဲတွေးမိမှာပါဒါပေမဲ့ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမှာတော့လူကြီးမင်းတို့ရဲ့အိမ်နဲ့ပတ်သက်တဲ့အတွေးခေါ်ရီအကုန်လုံးကိုဖျက်ဆီးပြမဲ့အဆောက်အုံတစ်ခုရှိနေပါလိမ့် အဲ့ဒါကတော့အမှုပညာရဲ့နေပေတစ်ခုကြောင်းမှပိတ်မိနေတယ်။အထက်ခုနှစ်လွှာအစောင်းအုံကြီးရဲ့ဘေးဘက်မှာထိုင်းလန်စီယာကောင်းလောက်အောင်ရိုင်နေစွာတွဲလွှဲကြနေတယ်။ The Fallen Star လို့အမည်ရတဲ့အင်္ဂလိပ်တစ်လုံးပါပဲ။ဒီနေရာရဲ့ထီးချန်ဆံမှုကအပေါ်ကဆာမူရိုင်းမျိုးလိုပဲခေတ်သစ်ကဘာကြီးကလက်ခံမှုခက်ခဲတဲ့အတွေးခေါ်တစ်ခုကြားထဲမှာပိတ်မိနေတဲ့အထီးချန်မျိုးပါ။ဒီထူးခြားတဲ့အင်္ဂလိပ်ကိုစောင့်လုပ်ဖို့အတွက် American Dollar 3.3သန်းကုန်ကြခဲ့ပါပြီ။ငွေကြေးအဖြစ်ကြည့်ရင်တကယ်ကိုကြီးမားတဲ့ပမာဏပါ။ ဒါပေမဲ့ဒီအိမ်ဟာနေထိုင်မှုလုံးဝမဖြစ်နိုင်ပါဘူး။ဒီအိမ်ကိုနီးပညာနဲ့စိန်ခေါ်မှုတွေကြောင့်ကနေဖန်တီးခဲ့တာပါ။ဒီအိမ်ကမျက်စိရှိမှပြုတ်ကျတော့မလို့ထင်ရပေမယ့်တကယ်တမ်းမှာတော့သူဟာလုံးဝတည်ငြိမ်ပြီးတနာယီကိုမိုင်းတရာအထိတိုက်ခတ်နေတဲ့လေတံကိုတော့ခံနိုင်စွမ်းရှိပါသည်။အင်ဂျင်နီယာဘိုင်းကခိုင်မာနေပေမယ့်သူ့ရဲ့အပြင်းမှန်းပုံစံကတော့လုံးဝအရှုံးပေးထားတဲ့ပုံပေါက်နေပါသည်။ဒီအင်္ဂိုဖန်ဒီခဲ့တဲ့ကိုရီးယားနုပညာရှင်ဒိုဟိုဆူကဒီလက်ရဟာသူ့ရဲ့နေရာရွှေ့ပြောင်းခြင်းခံစားချက်ကိုကိုးစားပြုတယ်လို့ဆိုပါရီး ။နေထိုင်ခဲ့တဲ့နေရာကနေဝေးကွာပြီးစိန်ကားတဲ့နိုင်ငံတကာနိုင်ငံကိုရောက်တဲ့အခါမှာခံစားရတဲ့စိတ်ပိုင်းဆိုင်ရာယိုင်နေမှုအိမ်လို့မခံစားရခြင်းတို့ကိုဒီယိုင်နေတဲ့အိမ်ပုံစံနဲ့ဖော်ပြခြင်းခဲ့တာပါ။လူကြီးမင်းသားဒီအင်္ဂလိပ်တွေကိုလေကားလေးနဲ့တက်ရောက်သွားရမယ်ဆိုရင်ပထမဆုံးခံစားရမှာကမူးဝေခြင်းပါပဲ ။ဘာလို့လဲဆိုတော့အတွင်းထဲမှာရှိတဲ့ပရိဘောကကြမ်းမြင်မီးဖို့ကြောင့်စားတဲ့အရာအလုံးဟာ30ဒီဂရီခန့်ဆောင်းရိုင်နေလို့ပါပဲ။လူကြီးမင်းရဲ့အုံနောက်ကမြေဆွေးရနဲ့မြေမျက်နှာပြင်ကြီးညာမှုကိုအမြဲတမ်းမျှော်လင့်နေပေမယ့်ဒီနေရာမှာအရာအလုံးကလွဲချော်နေပါလိမ့်။ဒါဟာလေစီးနေရတယ်လို့မျိုးဒါမှမဟုတ်အမှန်တွေကပုံရိပ်လိုမျိုးအမှန်တရားနဲ့လွဲချော်နေတဲ့ခံစားချက်မျိုးကိုပေးပါလိမ့်။အန်ဩစရာကောင်းတာကဒီစောင်းနေတဲ့ဒီအိမ်ထဲမှာတော့တာမန်အိမ်တစ်လုံးရဲ့ပုံစံအတိုင်းစာအုပ်တွေ၊ဘန်းအိုးတွေ၊ပုံတူပကြီးတွေနဲ့အိမ်အသုံးဆောင်တွေကိုတွေ့ရပါလိမ့်မယ်။ အနုပညာရှင်တွေကဒီပြည့်စင်းတွေနဲ့အိန္ဒလုံရဲ့နှွေးထွေးမှုကိုတင်ပြနေပေမယ့်အပြင်းမှန်ပဝင်ခြင်းကအဲ့ဒီနှွေးထွေးမှုကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေတယ်လို့ပါပဲဆိုတော့ The Fallen Star ဆိုတာဒေါ်လာ1.3တန်းကုန်ကြခဲ့တဲ့နေလို့မရတဲ့အိန္ဒလုံပါပဲသူဟာအိန်ဆိုရာဟာရုပ်ဝိထုပစ္စည်းပဲလားဒါမှမဟုတ်စိတ်ခံစားမှုပဲလားဆိုတဲ့မေးခွန်းကိုမေးနေတာပါဒီအင်္ဂလိပ်ကခေတ်ရဲ့အရှိန်ဟုန်ကနေခွဲထွက်ပြီးသူ့ရဲ့အတိတ်ခံစားချက်ကိုဖတ်တွေ့ထားတာပါ တကယ်လို့လူကြီးမင်းသာခေတိကဘာရဲ့ဒီငြိမ်မှုတွေကြားကနေခဏလောက်ထွက်ပြေးပြီးစိတ်ခံစားမှုအရရိုင်းနေနေတဲ့အလားတရားကိုခံစားကြည့်ခြင်းနဲ့ဆိုရင်တော့ဒီ Fallen Star ဆိုတဲ့နေရာဟာအကောင်းဆုံးနေရာတစ်ခုဖြစ်လို့နေမှာပါ။ဒါပေမဲ့တစ်ခုတော့ရှိပါသေးတယ်။လူကြီးမင်းရဲ့မျက်နှာကရုပ်ပိုင်းဆိုင်ရာရိုင်းလဲခြင်းကိုခံနိုင်ရရှိပေမယ့်စိတ်ပိုင်းဆိုင်ရာရိုင်းလဲခြင်းကိုတော့ဘယ်လိုမှမေ့ထားလို့ရမှာမဟုတ်ဘူးလို့ထင်ပါသေးတယ်။ဒီမလိုပဲပြောင်းလဲတဲ့ရေကန်ကြီးဒီတစ်ခါပြောပြခြင်းတော့ကဘာပေါ်မှာအလှဆုံးအယောင်အဆုံးဆုံးစိတ်ဝင်စားစရာအကောင်းဆုံး ဒါပေမဲ့နိုင်ငံရေးအရအကြောက်ဆုံးနေရာတစ်ခုအကြောင်းပါ။နာမည်ကတော့ပေါင်ကွန်ဆိုရေကံပါ။ပေါင်ကွန်ဆိုရေကံကလာဒက်ခ်ရဲ့ခန့်မှန်းခြေ P 14280အမြင့်မှာတည်ရှိပါသည်။ဒါကပထမဆုံးအထူးအဆန်းဒီလောက်အေးခဲမတတ်မြင့်တဲ့နေရာမှာဒီလောက်ကြီးမားတဲ့ရေကံကြီးတစ်ခုရှိနေတာကသဘာဝရဲ့လက်ရာမြောက်မှုပါပဲ။အလျားက83မိုင်134ကီလိုမီတာလောက်ရှိပါသည်။ဒါကတကယ်တော့အဆုံးစွန်ထိကြီးလို့မရအောင်ကိုရှည်လျားလုံးပါသည်။ ်သူမနဲ့ဘလောက်ကြာကြာပေါင်းဖက်ခဲ့ဘူးလဲဆိုတာကိုပြသနေသလိုမျိုးမျက်စိတစုံကိုကျဲပြန်လုံးတာပါဒီရေကန်ကရေချိုလားရေငန်လားဆိုတော့အလေးမရက်ပြီးငါကရေငန်ဖြစ်ချင်လဲဖြစ်မယ်ရေချိုဖြစ်ချင်လဲဖြစ်မယ်ဆိုရင်မောင်နှံတံမျိုးပေးနေတဲ့ကံမှာသူရဲ့နောက်ဖက်40ရာခိုင်နှုန်းအိန္ဒိယဘက်ကစားပေါက်နေတဲ့ရေငန်ဖြစ်ပြီးဂျန်နဲ့60ရာခိုင်နှုန်းတရုတ်ဘက်ကတော့ရေချိုဖြစ်နေတယ်လို့ဆိုပါသည်ဇေယိုင်နှမျိုးနဲ့မိန်းကလေးတယောက်လိုပါပြီဒီပန်ကုန်ဆူရေကန်ရဲ့ဒုတိယအထူးခြားဆုံးအချက်ကတော့သူ့ရဲ့အယောင်ပါပဲမနက်ခင်းမှာကြီးလင်းပြတ်သားတွေအပြားရောက် နေ့လယ်နေရောင်ခြေပြင်းလာရင်စိမ့်ပြရောင်ညနေခင်းမောင်းရီပြိုးရင်မီးကိုရောင်ဒါမှမဟုတ်ပန်းရောင်ဖြော့ဖြော့ပြောရရင်တရက်အတွင်းကိုအသွင်ခုနှစ်ပါးလောက်ပြောင်းနိုင်စွမ်းရှိပါသည်ရာသီဥတုနဲ့နေရောင်ခြေပေါ်မူတည်ပြီးအမြဲတမ်းပြောင်းလဲနေရတဲ့ပန်းကုန်းဆိုရီကန်ကြီးကိုကြည့်ရင်သူမရဲ့ပြောင်းလဲတဲ့စိတ်ကိုမြင်အောင်မိရင်တော့အသေးကွဲကပြားစရာဖြစ်သွားနိုင်ပါသည်ဆောင်းရသည်မှာဆိုရင်ဒီရေကန်ကြီးတစ်ခုလုံးဟာခဲတောင်သွားပါသည်ဒီလောက်ရေငန်နဲ့ကန်ဟာဒီလိုကြီးလုံးလုံးရရခဲသွားတာပါလေတဘာဝရဲ့စွမ်းအားကိုပြသနေတာပါပဲရေခဲပြင်းကြီးဖြစ်ပြောင်းလဲသွားပြီမဲ့ငှက်တီ ားကောင်တွေကတော့ခုနားစေပါကဘာကျော်ပြီးအလားပါဆုံးဇက်ဝင်ငန်းတွေရိုက်ဖူးတယ်ဗန်အောင်ဆိုကတော့3 idiot ရဲ့ရုပ်ရှင်ကြောင့်ကဘာနဲ့နာမည်ကြီးသွားခဲ့ဘူးပါဒီဒီရုပ်ရှင်ရိုက်ကွင်းကြောင့်ပဲလူတွေဟာလမ်းမဆက်သွဲရဲ့အခက်ခဲတွေကိုအန်တူပြီးဒီနေရာစီကိုအသေးအတန်လာရောက်ခဲ့ကြပါဒီဒါပေမဲ့ဒီနေရာရဲ့တတရအထူးခြားဆုံးနဲ့အန်ရဲ့အရှိဆုံးအချက်ကတော့နိုင်ငံရေးပါဒီကရဲ့လေကနေလက်တွေ့ထိ ंछ ုပ်ရေးမြင်လို့ခေါ်ရင်အိန္ဒိယတရုတ်နယ်ကြားမြင့်ဟာဖြတ်သွားနေတာပါ ပြောရရင်ချစ်ဖို့ကောင်းတဲ့အပြာရောင်မျက်နှာဖုံးအောက်ကဓာတ်ချောင်းလိုဆူးရှာနေတဲ့နေရာပါဒီနေရာဟာနှစ်နိုင်ငံစစ်တပ်တွေမကြာခဏထိတ်တရင်ဆိုင်မှုဖြစ်လေရှိတဲ့ဇုံတစ်ခုပါတကယ်လို့တင်သားဒီရေကံမောင်မတော်ဆရောက်နေမယ်ဆိုရင်တင်မြင်နေရတဲ့အလားတရားတွေရဲ့နောက်ကွယ်မှာဘယ်အချိန်မှစူပေါက်ကွေးနိုင်တဲ့ဘုံတလုံးရဲ့တည်ငြိမ်မှုကိုပါခံစားရမှာဖြစ်ပါလိမ့်။ဒါကြောင့်ဘလောက်ပဲလှပလှပနေနမိတ်မြင်းကိုတော့မကြော်ရဲပါဘူး။အထောက်အားဖြင့်ဆိုရရင်တော့ဗန်ကောင်ဆူရေကံဟာမြင်မွားတဲ့တောင်တန်းကြီးကအယောင်ဆုံးနေပြီ။အေဂျန်လှပတဲ့နိဗ္ဗာန်ဘုံလေးတစ်ခုပါပဲ။ ။ဒုမလိုပဲအမြဲတမ်းပြောင်းလဲနေတဲ့စိတ်ဆွဲမဆရာကောင်းတဲ့အလောက်ဒါပေမဲ့တစ်ချိန်လုံးသတိထားနေရမယ့်နေနမိတ်မျိုးလေးရှိနေတဲ့ကဘာမကြီးရဲ့အံ့ဘွေတစ်ခုပါပဲ။ဒါကြောင့်လာတတ်ကိုရောက်ရင်တော့ဒီနေရာကိုသွားဖို့မမေ့ပါနဲ့။ဒါပေမဲ့နေနမိတ်ကိုကြော်ပြီးစွန့်စားဖို့တော့လုံးဝမစင်စားမိပါနဲ့လို့အကြံပြုပါရစေခင်ဗျာ။